cả lại hốc lại cũng cả rồi mỗi người gai này tôi rồi thế thì à thế rồi mỗi cái đó à sắc cù là sắc cù à rồi đang sắc à đâu không cái gì đâu không đừng ra qua đừng ra qua không à à à là thật này giờ người tay không thì luôn này tôi là thật cả rồi

မဘတာဖုန်ကြီးပောက်ကိုတော်ကိုအရှင်စေကိန်းနာကတင်းတရာလူစစ်ကောင်စီကိုကိုွယ်တဲ့ပြည်သူစစ်ကောင်ဆောင် ပောက်ကိုတော်တင်ကန်းဝတ်ပောက်ဖုန်ကြီးကိုဓမ္မတူတာဆရာတော်ဒေါက်တာအရှင်စေကိန်းနာကကျက်တင်းတရာလူတန်းနဲ့လို့ပောက်ကိုတော်ကသူ့ရဲ့တတော်အကောင့်မှာတင်ထားပါဗျ။မဘတာဒုတိယမျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ပောက်ကိုတော်ခေါ်ဦးရိယဝန်တာဟာမကွေးတိုင်းနဲ့မန္တလေးတိုင်းအတွင်းမှာစစ်ကောင်စီအတွက်ပြည်သူစစ်အင်အားကိုအဓိကတိစောက်ပေးနေတဲ့ဖုန်ကြီးတစ်ပါးဖြစ်ပြီး ဥဝီယသူရဲ့လက်ရင်တပဲ့လိုလဲလူတိများကြပါတယ်။အဲ့ဒီပေါက်ကိုတော့ကိုအရှင်စေကိန်းနာကအခုလ၄ရက်ကကိုရိုင်းတွဲဆောင်ကငွေချက်သိန်း100လူတန်းခဲ့တာဖြစ်ပါတယ်။အစိပ်ပင်ရေလောင်းတယ်လို့ဖြစ်နေမယ်လို့ပေါက်ကိုတော့တင်ထားတဲ့ post မှာတတော်သုံးဆွဲသူတူကဝင်မှတ်ချက်ပြုခဲ့တာကိုလည်းတွေ့ရပါတယ်။ အရှင်စေကိန်းနာဟာ NLD အစိုးရလက်ထက်မှာဝင်ကြီးတွေအလုပ်လုပ်တာကိုဝေဖန်မိန့်ကြားခဲ့တဲ့ဆရာတော်တစ်ပါးဖြစ်ပြီးစစ်တပ်ကမတရားအာဏာသိမ်းမှုမှာတော့တစုံတရာမိန့်ကြားခြင်းမရှိဘဲနှုတ်ဆက်နေတာကြောင့်တီတကူဆရာတော်အရှင်ညာနီတရားကနဲ့အတူအဲ့ဒီဆရာတော်နှစ်ပါးကိုပြည်သူတွေကဝေဖန်နေကြတာပါအခုလ28ရက်ကလှုပ်ခတ်သွားတဲ့အင်အား ခုံနှစ်တက်သမခုံနှစ်ရှိတဲ့မြမငလင်းဘေးမှာလဲမန္တလေးစကိုင်းနဲ့မင်းဝံတောင်ရိုးတစ်လျှောက်မှာရှိတဲ့ဒါတနိကအဆောက်အဦ80ရာခိုင်နှုန်းပြုတ်ပြတ်သွားပြီးလုံလောက်တဲ့ကယ်ဆယ်ရေးမရရှိခဲ့ပါဘူးအဲ့ဒီငလင်းတန်ကြောင့်ပြိုကျအဆောက်အဦတွေအတွင်းစာဖြည့်တန်ကားတွေအပါအဝင်ဆရာတော်တန်ကားတော်တွေနဲ့တီလာရှင်တွေအများအပြားပြန်လုံလုံမှုခဲ့ကြတာကြောင့်အရှင်ညာနီတရားနဲ့အရှင်စီကိန်းနာတို့ပြပြောက်နေလဲဆိုပြီးဝေဖန်တန်တွေထုတ်ပေါ်နေပြီးနောက်ဒီရက်ပိုင်းမှာဆရာတော်နှစ်ပါးဟာအလူတွေလုံနေကြောင်းထွက်ပြလာခဲ့ပါဘူးမင်္ဂလာပါဗျာ သင်တို့လူသားဓမ္မတွေရောဒီချက်ပုံကိုရောဘဏ္ဍာဇာတကားတွေပြောအောင်ပဲကနော်ကုသိုလ်ရုံသင်တို့မစိုးရင်တိုင်ဟောင်းမှာဆိုရင်ဇက်ထက်မီတာစုကနေမှဒါမစိုးရင်အလဲလိုက်တိုင်ဟောင်းကြီးကိုတူလိုက်တော့မြန်မာနိုင်ငံတနိုင်ငံလုံးကလည်းတာလို့အကျဉ်းရူတာလို့နတ်တာလို့ခေါ်ကြတာပေါ့ဗျာဝမ်းမြောက်ဝမ်းသာနဲ့နတ်တာလို့ခေါ်ကြတာပေါ့နော်အဲ့တော့ဘာလို့တော့တာရဏာရဲ့ရေတောက်မြစ်ကြီးနော် ဘာနာရဲ့အသက်တွေးကြောလမ်းကြောတွေပေါ်တော့ရေတောင်ကြီးကြီးဆိုတာကဒီတိပိတပိရှင်တန်မှုဆိုအောက်ကအမြင့်ကရေဝါဝတောက်မှလာတယ်တိပိနေရှင်တန်လာပြန်တော့အဲ့တော့တာနာရောရဲ့ဒီစာတင်သားတွေပိုင်းဆိုတာလည်းဒီတိုင်းပါဗျာမစိုးရင်တိုင်ဟောင်းလို့တိုက်တိုက်တိုက်ဆိုတာလူကျင်လို့တော့မလူရပါဘူးဗျာနော်အဲ့လိုပဲလူအကုန်လုံးဦးသိလို့ဆိုလေဟာချကြချင်းဟာဝါနာတကယ်ကြီးကြီးဖြစ်မိတာဒီနဲ့တကယ်ကိုကြီးနော်ဒီစကြီးမှတော့ပူတတ်မှုဆိုတာမလွယ်ဘူးလေလားအဲ့တော့ဦးသိလို့လည်းတာလူခွဲထဲမှာပါလာပေါ့နော် တော့ကိုပြီးမှမများလို့ဦးသားတို့ခေါ်ကြရာကလူချင်းပုံကိုယ်တွေမျိုးသားရေးပုံကိုယ်တွေเนาะအကုန်လုံးအကုန်လုံးပေါ့ဗျာเนาะမြန်မာပြည်အနှံ့မှာရှိတဲ့မျိုးသားရေးဓမ္မတွေအားလုံးပေါ့เนาะအဲ့တော့နေရုံဒီမစိုးရိမ်တိုင်ဟန်းကနေရုံဒီเนาะကြောက်ဆရာတော်ဥဝိညာဆက်ကဘိဝတ္တမြန်မာတို့ဒါကြားဦးမှာမျိုးသားရေးဓမ္မတွေအားလုံးတော်တော်များများကတော့ဒါကြောက်ဦးမှာနေထိုင်ရတဲ့တဲ့ဝင်းကြီးနဲ့လင်းသားရဲ့ဆရာတော်စာတတ်ပိတတ်ဆရာတော်ဖြစ်လို့အဲကျိုးလဲယိုးတယ်ပေါ့เนาะ အဲ့အဲ့ဆရာတော်အကြောင်းမှာအဲ့ဆရာတော်အကြောင်းကဆရာတော်ဆိုလို့ရှိရင်ဒါဆရာတော်စိတ်ခိုင်ပါတယ်ပဲပြောရမှာဆရာတော်လို့ဆိုရင်မေတော်ကြီးလဲဒါငလင်ပြည့်ထဲမှာပါသွားတယ်ဆရာတော်မေတော်ကြီးဆိုရင်နော်ဆရာတော်ရဲ့ဒါအမဖြစ်တယ်လဲငလင်ထဲမှာပါသွားတယ်ပေါ့နော်ဆရာတော်ဆိုဒါနဲ့ဆရာတော်ကတရားတည်ကြီးလို့ပြောတော့ငါကတော့ကြိုက်ကြိုက်ခိုင်နေတယ်ပေါ့ဗျာနော်တရားနဲ့ဖြေနိုင်တယ်ပေါ့အဲ့တော့ဦးဇင်းတို့ဘာပြောချင်တာလဲဆိုရင်ဆရာတော်အကြောင်းကလည်းအကုန်လုံးပြည့်စည်သွားတယ် အဲ့ပျက်စီးသွားတော့အခုဆရာတော်အကြောင်းကိုလူတိုင်းနဲ့အလူရှေကပေါ်လာတယ်။လိတ်တောင်ခွဲတော့ကုန်ပါပေါ့နော်။အဲ့အဲ့အလူရှေကဦးဇင်းတို့နဲ့အားလုံးနဲ့မစိမ်းဘူးပြောရမှာဗျ။တော့လို့ရှင်တော့ဦးဇင်းတို့ရဲ့တပည့်လဲပြောလို့ရတယ်ဗျ။ဆင်းဟဲ့တပည့်လဲပြောလို့ရတယ်နော်။တပည့်လဲပြောလို့ရတယ်။သူမနဲ့ကအစိုးရဖုံးဆက်လာတယ်ပေါ့နော်။ဆုံးတော့ဗာလဲပေါ့ဦးဇင်းအဲ့ဦးဇင်းလည်းပြန်ဆက်တဲ့အခါမှာသူလည်းဝန်တာအရင်ဖုံးဖုံးပြရတယ်တပည့်တော့ဟာဒလုံးဒလုံးပြရတယ်ဆရာတော်ဦးနာသက်ကဒီရောက်ကြီးကြောက်လို့ တောင်းတကပြတာဝန်ယူလိုက်တယ်ဗျာတဲ့ဟာဥစဉ်ဝါတာပီတိဖြစ်မိတာချိန်တယ်ဟာမင်းအရင်တူတန်းခဲ့တဲ့တူတန်းခဲ့တဲ့အရာတိုင်းငါအဲ့လောက်ထိဝမ်းမသာဘူးကွာလို့ဒီတစ်ခါတူတာကတော့မေတ္တာရဏရဲ့တကယ်ရေတောင်းမြင့်ဖြစ်တဲ့နေရာကိုလူလိုက်တဲ့အတွက်ကြောင့်တကယ်တာရဏဒီကြောင်းကြီးကိုမပြောတတ်အောင်ပဲကွာလို့နော်အဲ့တော့တာဓုအကျဉ်းကြီးမုံကွာမင်းအရင်ဇွဲထက်တော့ရှိတဲ့ချမ်းသာတယ်ကွာလို့အဲ့ဒါတရားလည်းရှိတာလူကပေါ့မင်းတို့ဇောထက်တွေ့ရဲ့ ဇွဲထည့်ရဲ့ခြေရတော့မမီဝဲနဲ့မင်းတို့တို့လှူတဲ့ဇာတရားဆိုတော့ပိုပြီးမှငါအချိန်ချင်းသာလူခေါ်တယ်ကွာလို့ဝန္တာပီတိဖြစ်တယ်လို့နော်အဲ့ဒီအလူရှင်နေရတော့မန္တလေးမြို့ကနော်ဒါဥဆိုတဲ့ရင်တို့ဒါမချေဘူးလို့နော်ဒါလူတို့တွေကနေမှမစိုးရိမ်တိုင်ဟောင်းဥိညာဆက်ကရဲ့ဒီလိုဒီကြောင်းကိုဒါတင်းတောင်းခွဲအကြခံပြီးမှအာလူတန်းမှာဖြစ်ပါတယ်ဗျာเนาะအဲ့တော့အလုံးအလုံးဒါဝမ်းမြောက်ဝမ်းတာတာတုခေါ်နေအောင်လို့ပုံပြီးမှ ပို့တော့ထားတာပေါ့နော်ကိုသိလို့ဘုန်းသာတင်တိုက်တော်တော်များများကခေါင်းကြီးတွေမစိုးရိမ်တိုက်ဟောင်းတော့တိုက်တဲ့သူရဲ့ဆရာတော်ကြီးတွေကဘုန်းကြီးရဲ့ဆရာတော်ကရှားတယ်လေဗျာဟာရှားခေါင်းကြီးတွေဗျာတကယ်ဘုန်းကြီးတွေကဓမ္မကတိကတွေဒိဋ္ဌဆရာတော်တွေဗာမို့ကတိုက်ရိုက်တိုက်ဆဲဘုရားတော်တော်များများပေါ်လာတဲ့ဘုန်းကြီးတာဗောဗျာဟာရှားခေါင်းကြီးတွေဘုန်းကြီးတွေဆိုတာဥစ္စာကမကြဘူးဆိုတော့မကြဘူးမကြဘူးလို့ပဲပြောလို့ရမှာနော် ဲ့တော့ဒီလိုတရားတရားထက်တာသွားနဲ့ကိုလူတိုင်းကိုလည်းဒူးဒူးတွေဝိုင်းရံဟောက်ခံနေနောက်ပြီးတော့တဲ့လဲငယ်ရတယ်ပေါ့ဗျာဒီဒီဒဂမဆိုလို့ရှိရင်ခုလိုတရားတရားထက်တာနဲ့ဆိုတာကိုဦးဇင်းတို့ကတကယ်ကိုအချိန်ချင်းချိန်ပေါင်းမြောင်များစွာဝမ်းမြောက်ဝမ်းသာသာဓုခေါ်မိတယ်လို့ဒါလူသားလူနတ်သားလူလည်းခေါ်ဆိုကြမယ်လို့ဦးဇင်းကတော့ပြောချင်ပါတယ်ဗျာဒါကတော့အားလုံးမြန်မာနိုင်ငံမှာရှိကြတဲ့လူချစ်ပုဂ္ဂိုလ်တွေရောလူသားရေးပုဂ္ဂိုလ်တွေရောအကုန်လုံး ဒီလိုက်ပြန်တန်ကတော့ရောဆရာလေးတို့အကုန်လုံးပျော်ရွှော်လို့ပျော်ရွှင်ဖြစ်ပါလေအားလုံးလာပါလေဗျာကျိုးရည်မင်္ဂလာပါဗျာဒီနေ့က3ရက်4လပိုင်း2025ဖြစ်ပါလေဗျာတော့ဦးဇင်းတရက်တရက်နေနော်တရက်တရက်နေအလူခံလိုက်တယ်ပေါ့အလူခံလိုက်တဲ့အတွက်ကြောင့်ဦးဇင်းဟာငလျင်ဘေးအတွက်အလူခံနဲ့ဦးဇင်းသူကိုလူတန်းနဲ့အလူချင်းစဲလေးကိုဦးဇင်းကကြောပြမှာဖြစ်ပါလေနော် အဲ့တော့အလူရှင်စင်းလေးတွေပြောကြပြီးလဲဥသေလူတန်းနဲ့အရာအလုံးဥသေစင်းစရာနဲ့အကုန်လုံးမှတ်ထားတာဖြစ်ပါတယ်နော်အဲ့တော့ဥသေကဒီငလေးဘေးအတွက်ဒီလေးဓာတ်တန်ကားလေးဆရာလေးဒီလိုက်ရှင်တွေအတွက်ကိုဥသေကတိတ်အထောင်မှတ်ပြီးထားပါတယ်ကွာအဲ့တော့တခြားခြားအလူရှင်တွေကတော့ကွယ်လွန်သူဥမင်းသူကြည်စု၍မောင်ဆန်ရှမခိုင်တဲ့စင်ဒီသားစုတိတ်၂၀ဒီတန်းဖြစ်ပါတယ်ကွာ းမင်းစော်နဲ့ညီများမှ30ကိုရနိုင်ဦး30လေးဘုဒ္ဓဂောမိသားစု5သိကြီးမခိုင်20ကျို့2သိကိုအောင်ပြည့်မတ်စင်နေလွင်ပြင်းပြင်းဖြင့်5သိသိ50ဒေါ်ပြုံးတွင်းနဲ့တားတပြည်များမှလည်းသိတရာမဆန်းဆန်းမုံမိသားစုကေဘေးဖြစ်3သိ ဥအောင်ဥအောင်ကြောင်ဝင်ဒေါ်ဒေါ်တော်တာရည်စူး၍သမီးဒေါ်ရမင်းမှ52သိန်းခွဲကိုတို့အောင်မဇ္ဇပဲတည်ပြီးဖြင့်15သိန်းမကြီးကြီးဝဲမခွာညိုပြေးပြေးဖြင့်10လိမ့်ဘုံမူတော်တာထွန်း2လိမ့်ကုကျော်စံညွနယ်မူ5လိမ့် ဇာမတဏ္ဍာမင်းနိုင်စံတဲ့ဒါဥစဉ်စီကိုဒီကနေတာနေရက်နေ့တရက်နေရာဒီပေါ်ဒီတုံးရက်ဒီကိုဒါလူလန်းနဲ့အလူရှင်များဖြစ်ပါလေရအဲ့တော့ဥစဉ်ဟာဒါဥစဉ်စီကိုဒီနေ့လဲတုံးရက်ဒီဥစဉ်ကိုလူလန်းကိုခေါ်ထားရဲခေါ်ထားရဲလူလူရဲ့တော့ကိုယ်ပိုင်နဲ့တော့အမှာပေါ့ဗျာနော်ဒါလူတို့ကလည်းအလုံးနဲ့မာနဲ့မာတော့အဲ့တော့ဥစဉ်ကလည်းအများအတွက်ဆိုတော့လဲကိုယ်ကိုယ်တိုင်နဲ့တော့ပြီးမှအလူခမ်းမဲ့ တပည့်ရဲ့ပေါ့ဒီမှာလည်းအလူခံမဲ့ပါဘောနော်ဘုံဘုံအောက်ကိုစဉ်းနိုင်မလားဗျာတဲ့အောက်ရောက်နေတဲ့တပည့်တို့ဒီကိုလာပြီးမှလူပါဘောနော်လာပြီးမှအလူခံလဲပါဦးဗျာတဲ့ဒီနေ့လည်းဥသိဉ္ဇာဒါဘာရောက်ပြီးမှအလူခံမှာဖြစ်ပါလိမ့်ဗျာဒါတွေကတော့ဥသိဉ္ဇာအဲ့ဒါမျိုးသကိုင်းကိုပို့မဲ့အရာလေးပေါ့နော်သကိုင်းကိုပို့မဲ့ဆရာလေးဒီလိုက်ရှင်လေးပတ်စံကတော့ဥစဉ်သိန်း100လောက်ပေါ့နော်သိန်း100လောက်ရဲ့ဒီစားစရာရိတ်ကလည်းတဲ့ကျွန်တော်ကြောင်ကြားရတဲ့မှာမရောက်သေးတဲ့အရာရှိတယ်။ဟိုတော့ဒီအေးအေးပြူရတော့ ဒါဘိုင်းဒီအေးဘူးတွေကတော့ဦးသိန်းတို့ဒါဒီဘက်မှာပရိဟိတဓမ္မတွေကေဇေယဓမ္မတွေအတွက်ဒါရေလေးနဲ့စေပြီးဒီဘူးတဲ့အခါမှာဦးသိန်းတိုက်ဖို့အတွက်ကဒါဝဲလာပြီးဖြစ်ပါရယ်နော်နောက်ထပ်ဦးတော့ဝဲအောင်မှဖြစ်ပါရယ်နော်အဲ့တော့ဦးသိန်းတို့ကမနေ့ဒီနေ့ဆိုလို့ရှိရင်လည်းဦးသိန်းတို့ပြေဦးရဲ့စစ်တပ်ကလေးကိုတွားရောက်ပြီးမှဒါတန်ငါ23မှာအတွက်ကိုတပားလေးသသိန်းလုံးဖြစ်ဦးသိန်းဒါတွားပြီးမှ23သိန်းပေါ့နော် တန်ဃာအဲ့လူနာသောတန်ဃာဒီဆရာလေးဒီလိုက်ရှင်လူနာဒီလိုက်ရှင်ဘောတန်ဃာလေးစောင်းတဲ့45ရောက်45ရောက်ကျင်များလားတချို့ရတဲ့နေစရာသွားစရာမရှိတော့ဘလို့လူနာရင်းနဲ့ပဲလိုက်တော့တာရှိတယ်အဲ့တော့ပြည်ဥလူမှာစေကုဒ္ဒနဲ့စစ်တကုလူမှာစစ်စေုံမှာစေကုဒ္ဒနဲ့ဆရာလေးတွေပဲပြည်ပြပါရဟန္တာကတော့ဒီဖြစ်ဖြစ်တပည့်တော်ကြောင့်တော့လာပြီးမှတရေတုံးလို့ရတယ်လာပြီးမှနေလို့ရပါတယ်တပည့်တော်ကြောင့်မှတပည့်တော်ဘာတတ်နိုင်တယ်လဲဆိုရင်ဆွင်း ဆွေးလို့ဆွေးကိစ္စတော့ပူဇော်မလိုပါဘူးဗျာနော်တန်ခါတော့ဆိုရင်တော့တင်ငန်းဆိုရင်လည်းပူဇော်တော့ဒီလိုမှတင်ငန်းနေလဲကောင်းတဲ့တင်ငန်းနေအားကြီးရှိပါတယ်ဒါဆွေးဟင်းဆိုလည်းပူဇော်မလိုပါဘူးအေးစစ်စစ်လဲခုတော့တပြီးတော့အဆောင်နဲ့ဆောင်လဲဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီဇော်လည်းမကူပါဘူးလို့ပြောလို့ရပါတယ်ဗျာ။လာပြီးမှဒေတုံးလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုလည်းဒီလိုအားဒီမှာဒါဒုတိယသွားရှောက်ထားခြင်းဖြစ်ပါတယ်နော်။ တော့ပြည်ဦးလွယ်စင်စင်ကိုဒီရကဥစဉ်ကိုစလဲကိုစလဲပဲသွားလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ပြည်ဦးလွယ်စင်ကိုအူကြီးရဥစဉ်လို့သွားလို့တဲ့ကမှာမှတ်တမ်းနေလို့မရဘူးလေဓာတ်ပုံရိုက်လို့နေရာလို့ဥစဉ်ကိုဖုတ်စိတ်မှကိုစလဲပြောတဲ့ခါမှာပြောတော့ဥစဉ်ဓာတ်ပုံရိုက်လို့တော့မရဘူးရတယ်။အော်ဥစဉ်ကဒီစင်စင်ကိုနေကိုသွားတယ်ဓာတ်ပုံရိုက်တယ်ဆိုတာကမှတ်တမ်းနေတယ်ဆိုတာကနိုင်ငံကြီးရှိလို့ပြင်တာမဟုတ်ဘူး။အခုတက်ဘရောဆေးရုံနဲ့ဒီလိုရဟန္တာငါတို့ဒီလိုတိလရှင်တွေကိုဒီလိုစကြရဏတေတိချာချာဆေးပုဒ်ပေးနေပါလားဆိုတော့ ကြောင်းလေးကိုပြီးလို့နေတည်စေချင်တာတစ်ဖက်ဖက်ကြီးတည်စေချင်တာအဲ့ရွယ်ချက်နဲ့ဦးစင်းတို့ကမှတ်တမ်းနေတဲ့ဓာတ်ပုံလိုက်တယ်။ဟာတော့ပြေးဦးလို့စစ်စေးဦးမှာတော့ဘလို့တန်ကရန်တန်ကတော်တွေကိုသွေးမဘူဝလည်းဘလို့လည်းစေကူတာပေးနေပါလေဆိုတော့တည်စေချင်တဲ့ခံအချဘာမှမရှိဘူး။တက်မတော်ပုံရင်းကြောင်းတက်မတော်တိတ်ခါကြောင်းဦးစင်းတို့ကလုံနေခြင်းမဟုတ်ဘူး။အဲ့စစ်စေးရုံကစေးရုံကြီးတိအောင်ကျုပ်ကပြောပြနေဖြစ်တယ်နော်။အဲ့တော့ခမည်းကျိုးတို့ကတော့ပြောပြမတော်ဦးစင်းကမိနစ်တတိကရမှာလေ့လာတယ်။ အဲ့ဒီစေရုံအုပ်ကြီးရှိနေရတော့ဘွာလို့ဟောလာအတဲလက်60ရှိနေပါတယ်နော်ပေါ့ကတော့ဈေးပူမအဲ့ဒီစေစေရုံတက်မှာဈေးပူပါမှာအသက်ရှင်မှာဆိုရင်အသေးပဲခံလိုက်တော့မယ်ဒါတော့တဘောတာသိစိတ်ကစေရုံကြီးနော်အစားတော့ဥစဉ်ကတက်နေပြီမှတ်ပြီအစားပြောမလို့တက်နေမှုမဟုတ်ဘဲနဲ့စေရုံကြီးဖြစ်နေတယ်နော်ဒါတော့ဥစဉ်ကပြောပြခြင်းဖြစ်ပါလားနော် ဦးဇင်းတို့ဒီတက်မတော်ကိုပုံရိပ်ကြအောင်လုံးဝလုံးဝလုပ်နေတဲ့ဘုရားတက်မတော်ကိုပုံရိပ်တက်အောင်လားဦးဇင်းတို့ကလုပ်နေတဲ့ဘုရားတွေဆိုတာကိုလည်းဆေးရုံကြီးလဲဒါသိသိချင်းပါလေကနော်ဦးဇင်းတို့ဆေးရုံဝင်လာလို့ရှိရင်ဆေးရုံကဆရာဆရာမတွေရောဒူနာတွေရောအရန်ပြော်ကြတယ်အရန်ပြော်ကြတယ်ဘာလို့ပြော်ကြလဲဦးဇင်းတို့ဆေးရုံကအကုန်လုံးဒူနာတွေရောအကုန်လုံးရောလူလဲဘုခဏရသားတွေမြတ်တော်ချင်းမြန်လို့လူများလူလဲတဲ့အရာတွေကိုဒူနာတွေရောအကုန်လုံးသူရောက်အောင်ပို့နိုင်တဲ့အတွက်ကြောင့်ပေါ့ကူတော်ဒါမလူဘူးလူရဲဆိုတော့လူလဲအလုံးဒါ 食用的那些都是要鸡蛋要占不多少，要各种鸡肉的要，啊，鸡嘛，肉些嘛，鸭肉咋办那家？